ချီယူလို့အဖမ်းခံရတဲ့မြန်မာအမျိုးသားရှင်ဒီအဖြစ်ပြက်က မနေ့က30ရက်နေ့လေးလပိုင်း2025ထိုင်းနိုင်ငံဘန်ကောက်မြို့ထဲမှာဖြစ်သွားခဲ့တဲ့အချစ်ကိုယူတွေ့တဲ့အမျိုးသားနာမည်ကခေရီအသက်24နှစ်ပဲရှိသေးတဲ့မြန်မာနိုင်ငံသားဖြစ်တယ်ရှင်။ passport နဲ့ထိုင်းကိုရောက်လာတဲ့အလုတ်လာလုတ်တာတော့မဟုတ်ဘူးလို့ကြားတဲ့နိနာတူထိုင်းအမျိုးသမီးရဲ့နာမည်ကရင်ရတ္တာအသက်28နှစ်ရင်ရတ္တာမှာချစ်သူရှိတယ်ရှင်။ ခယ်ရီကရင်းတတာကို IG ကနေတွေ့လို့စိုက်မိသွားတယ်လို့ပြောတယ်ရှင်ဖြစ်စဉ်ကတော့ဒီနှစ်တလပိုင်းလောက်တုန်းကခယ်ရီကရင်းတတာကို online ကနေစကားပြောသွားတယ်တရှင် ်ခယ်ရီကရင်လက်ဒါကိုချစ်ကြောင်ကြိုက်ကြောင်စိတ်ဝင်စားကြောင်စာပို့သွားတဲ့ရင်လက်ဒါမှာကောင်လေးရှိနေတယ်ဆိုတော့ခယ်ရီနဲ့မပတ်သက်ရှင်ဘူးဒါကြောင့်ဘလောက်လိုက်တယ်ရင်လက်ဒါကခယ်ရီကိုဘလောက်သွားလဲခယ်ရီကအကောက်တစ်ခုပြီးတစ်ခုထက်လုပ်ပြီးရင်လက်ဒါကိုထက်ပြီးစာပို့သွားတဲ့ခယ်ရီရင်လက်ဒါကိုရီးစားစကားပြောဖို့ အကောက်ပေါင်း30လောက်လုတ်ခဲ့တယ်။ Facebook အကောက်လုတ်လိုက် IG အကောက်လုတ်လိုက် TikTok အကောက်လုတ်လိုက်အဲ့လိုမျိုးတည်းရှင်။အစပိုင်း Kerry ကရီနတာကို online ပုံမှန်ပဲအဲ့လိုမျိုးနောက်ရက်တယ်ပေါ့ရှင်။ဒါပေမဲ့ဒီနောက်ပိုင်းဒီ၄လပိုင်းမှာ Kerry ကရီနတာနေတဲ့ကွန်ဒိုအထိကိုသွားပြီးသွားနောက်ရက်တယ်။ရီနတာနေတဲ့ကွန်ဒိုကို Kerry ဘယ်လိုသိမှလဲတော့ ရင်ဒတာလည်းမသိဘူးလေရှင်ရင်ဒတာနေတဲ့နေရာကိုပဲတိတာမဟုတ်ဘူးရင်ဒတာရဲ့ဖုန်းနံပါတ်ကိုပါခယ်ရီကတိနေတယ်တဲ့ရှင်ခယ်ရီကရင်ဒတာကိုပထမအချိန်သွားရှာတဲ့ရက်ကကြီးခတဲ့26ရက်နေ့တဲ့ရှင်အဲ့ဒီနေ့ခယ်ရီကရင်ဒတာကိုစာပို့သွားတယ်နေငါကိုဘလောက်ရဲတယ်တတိရှိလိုက်တာရဲလိုက်တာနေ့ရဲ့အခန်းနံပါတ်ကဘလောက်လဲညာနှစ်ကိုဆွဲချလာမယ်နေအစင်တစ်ပြင်ထားလို့စာပို့သွားတယ် ရင်လက်တာဒီစာကိုတွေ့တော့လန့်သွားတဲ့ဒါကြောင့်ပြည်ပေါ့နေဒါဟောခေါ်ကွန်ကပ်အဲ့လမ်းနေပါအညံအိုက်ယာအိုက်ယာမလေးလေးမလေးလေးဒါကြောင့်ရင်လတ်တာကရဲစခန်းကိုသွားပြီးခယ်ရီကိုအမှုတော်ဖြင့်ထားလိုက်တယ်။ဒါပေမဲ့ရဲကရင်လတ်တာကိုအချက်အလက်ပဲဖြည့်ခိုင်းလိုက်တယ်။ခယ်ရီကိုလည်းမဖမ်းပေးဘူး။ခယ်ရီကဘာမှမလုပ်သေးလို့ဖမ်းလို့မရသေးဘူးလို့ရဲကပြောတယ်တရှင် ဒုတိယအကြိမ်ခယ်ရီကရီနတာကိုထက်သွားရှာတယ်။အဲ့ဒီနေ့က29ရက်နေ့စက်တိုင်ဘဘောရှင်26ပြည်29ခုအဲ့ဒီနေ့လေခယ်ရီကရီနတာကိုထက်ပြီးစပို့သွားတယ်။ဘာတွေရေးထားလဲဆိုတော့အနှစ်မျက်နာကိုတွေ့ရအောင်နင်ကောင်းကောင်းပဲဆင်းလာမလား။ဒါမှမဟုတ်အလောင်းအဖြစ်နဲ့ဆင်းလာမလားဒါမှမဟုတ်ငါကိုယ်တိုင်တက်သွားရမလား ညင်းတို့နှစ်ယောက်စလုံးအလောင်းဖြစ်အောင် လုပ်ပေးရမလားလို့စာပို့သွားတယ်။နှစ်ယောက်စလုံးဆိုတာဒီနတာနဲ့ဒီနတာရဲ့ကောင်လေးကိုဆိုလို့ချင်တာရှင်။ဒီတစ်ခါလဲဒီနတာကကြောက်လို့တစ်ခါတည်းရဲကိုဖုံးဆက်အကြောင်းကြားလိုက်တယ်ရှင်။ရဲလဲဒီနတာရဲ့ကွန်ဒိုနာကိုလာတယ်။ဒီအချိန်ခေရီကအဲ့ဒီမှာရှိတော့မဲတဲ့ရှင်။ဒါကြောင့်ရဲကခေရီကိုရဲစခန်းကိုခေါ်သွားပြီးအဲ့လိုမျိုး ပုံတွေရိုက်ထားတဲ့အချက်လက်တွေယူထားတယ်။ဒါပေမဲ့မဖမ်းဘူးပြန်လွတ်ပေးလိုက်တယ်ရှင်။ခေရီတကယ်မလုပ်ရသေးလို့ဖမ်းလို့မရဘူးလို့ရဲကပြောတယ်တဲ့ရှင်။ရဲကခေရီကိုပြန်လွတ်တော့28ရက်နေ့29ရက်နေ့နေ့ရက်စလုံးခေရီကရီလတာကိုထက်သွားရှာတယ်။အစပိုင်းခေရီကကွန်ဒိုရှိတယ်မှာပဲနေတယ်။နောက်ဆုံးခေရီကကွန်ဒိုတိုက်ခန်းတဲ့ကိုဝင်သွားတယ်တဲ့ရှင်။ခေရီလုံးချုံရေဆောက်ကိုပြောတာကတော့ ီကွန်ဒိုထဲမှာသူအတိတွေရှိတယ်အတိတွေကိုလာရှာတာလို့ပြောတယ်လင်ခဲ့တယ်တရှင်ဒါကြောင့်လူဆိုရေးဆောက်လဲပေးဝင်တယ်ဒါပေမဲ့အာတိုက်ပေါ်ကိုတော့ပေးမတက်ဘူးဘောရှင် အောက်မှာဆောက်ခိုင်းတဲ့အခန်းပိုင်ရှင်လာကြုံမတက်သွားရမယ်လို့လုံချိုရေးဆောက်ကပြောခဲ့တယ်တရှင်အဲ့ဒီနေ့လဲခေရီကရင်နဒါကိုထက်ပြီးစာပို့သွားတယ်ဘာတွေရေးထားလဲဆိုတော့အဆုံးမတက်သေးဘူးမပြီးဆုံးသေးဘူးငါတေးလဲ တည်ရပါစေတရှင်ဒီတခါလဲဒီနတာကခေရီကိုတရားထက်သွားဆွဲတဲ့ပြီးတော့ဟိုတူကိုလည်းအခုအညီတောင်းလိုက်တယ်ရှင်ဒါကြောင့်ခေရီအဖမ်းခံလိုက်ရတဲ့ရဲကခေရီကိုဖမ်းတော့ခေရီပြုံးပြုံးပဲရှိတော့မယ်ရှင်ပြီးတော့ခေရီကထိုင်းစကားကိုမပြောတတ်ဘူးအင်္ဂလိပ်စကားနဲ့ပဲအဲ့ဒီလိုချိုးရဲဆောက်ကိုသွားပြောတယ်ပြီးတော့ရဲတွေတည်င်းထောက်တွေသူ့ကိုမေးမြန်းမှုတွေလုပ်တော့မယ့်အချိန်မှာခေရီကအင်္ဂလိပ်စကားတွေနဲ့ပဲပြောရရှင် ပြီးတော့စကပြန်တယောက်ရှိရင်စကပြန်ကပြန်ပေးတဲ့ခေရီက तू အဲ့လောက်ထိအဖမ်းခံရတာတောင်းဘာမှမကြောက်မရွံ့တဲ့ပုံစံရှင်ပြုံးပြုံးလုံးပဲပြီးတော့တင်းတင်းထောင်းလို့နှချောင်းထောင်းပြတာတွေလည်းရှိတယ်နောက်ဆုံးရဲကခေရီကို အချုပ်ခံတဲ့ခေါ်သွားတော့မယ့်အချိန်မှာခေရီကလက်စွပ်အလိုလိုလက်စွပ်လက်စွပ်ခွက်လက်လက်စွပ်ထုတ်လာတဲ့ သူရင်တတာကိုချစ်ခွင့်တောင်းဖို့လက်စွပ်တဲ့ရှင့်သူပြင်ဆင်ထားတယ်အဲ့ဒါသူတထောင်ကျော်နဲ့ဝယ်လာထားတာလို့ပြောတယ်အာဘာငွေလဲတော့မသိဘူးရှင့်လက်ပုံထဲကလက်စွပ်ရှင့်သူခေရီကိုတကယ်ကြိုက်တယ်တကယ်မျက်နိုးတယ်လည်းပြောသေးတယ်ခေရီမှာချစ်သူရှိရဲဆိုတာသူတီးတယ်ဒါပေမဲ့ယူယူမူမူချစ်နေတာရှင့် သူအချုပ်ခံတဲ့ကိုဝင်သွားတော့မဲ့အချိန်လဲသူခေရီကိုချစ်ကြောင်တိုက်ကြောင်မျက်နှာကြောင်ပြောနေတော့မဲ့ရှင်။သူရင်တတာကိုချစ်ကြောင်တိုက်ကြောင်ပဲပြောသွားစာပို့သွားတာမဟုတ်ပဲနဲ့သူများနေတဲ့နေရာထိသွားပြီးသူများကိုအဲ့လိုမျိုးချိန်ချောက်တလိုမျိုးလှုပ်တော့ရှင်။တကယ်လို့ကိုကရင်တတာဖြစ်လဲကိုအရန်ကြောက်မှရှင်။ဂရင်နဒါကချိခံရတာမဟုတ်ဘဲနဲ့အချင်းချောက်ခံနေရတယ်လို့မျိုးဖြစ်နေတယ်။သူများနေကကိုလာပြီးသူများရဲ့နေကသားကိုဒီလိုမျိုးလာမလို့တိမလို့ရှင်း။ အစပိုင်းတို့နေရောက်ဘယ်လိုတိကျဘယ်လိုပက်တက်ကျဘယ်လိုစုံကြမလဲတော့မသိဘူးရှင့်အစုံတက်တော့ဒီမျိုးဖြစ်သွားတဲ့ဒါတော့ထိုင်းတင်းတကအတိုင်းဘာသာလာပြန်ပြပေးတာရှင့်ခေရီအဖန်ခံရတော့ရင်းလက်တာလဲစိတ်အေးသွားပြီအဲ့လိုမျိုးကြောက်စိတ်တွေနည်းနည်းပျောက်သွားပြီပေါ့ရှင့်ဒါကတင်းတကအတိုင်းပြန်လာပြောပြပေးတာနော်ရှင့်